EP 11ရဲ့စာမှာတော့ရဲဟာကသူမအိမ်ကိုပြန်လာခဲ့ပါတယ်။စေကံမာလေးတွေကလည်းရဲဟာကိုနှုတ်ဆက်လိုက်တာ။ရဲဟာကတော့သူမဖေဖေမာလေးဆိုပြီးတော့မေးလိုက်ပါတယ်။စေကံမာလေးတွေကသခင်တာနေချီကိုလှုပ်ရှုပ်နေလို့ခဏလောက်စောင့်မိပါဆိုပြီးတော့ပြောလိုက်တာ။ရဲဟာကိုဖမ်းလိုက်ပါတယ်။စိတ်မကောင်းပါဘူး။သခင်တာနေချီကမိန်ပေးထားလို့ပါဆိုပြီးတော့စေကံမာလေးတွေကရဲဟာကိုပြောလိုက်ပါတယ်။နောက်တော့စေကံမာလေးနှစ်ယောက်ကသခင်တာနေချီကိုမသိအောင်ရဲဟာကိုအပြင်းနဲ့နဲ့ပေးအောင်လို့ဆိုပြီးတော့နှစ်ယောက်သားပြောနေပါတယ်။ရဲဟာကတော့သူမကိုဘာလို့မလုပ်လဲဆိုပြီးတော့អော်နေပါတယ်။တကယ်တော့စေကံမာလေးနှစ်ယောက်ကရဲဟာကိုစေကံအ ိမ်လေးဝစ်ပေးလိုက်တာပါဝဲဟာတော့ဒါကပါလေဒီဝစ်ဆောင်ကဘာကြီးလဲဆိုပြီးတော့မေးနေပါတယ်ချီတို့ဘမာတော့ဒါနေချီကသူနဲ့ဒါချင်းရှင်ပြိုင်မယ်ဆိုပြီးပြောနေပြီးတော့ချီတို့လည်းမင်းစိတ်တည်းရှိသမျှအကွက်တွေသုံးလို့ရပြီးတော့မင်းငါ့ကိုတစ်ချက်ထိရနဲ့မင်းနိုင်မယ်ဆိုပြီးတော့ဒါနေချီကပြောနေပါတယ်ချီတို့ကဒါမတရားဘူးဆိုပြီးပြောလိုက်တာပြီးတော့သူဒီလိုမျိုးလည်းတစ်ခါမှမလုပ်ဘူးဆိုပြီးတော့ပြောလိုက်ပါတယ်ဒါနေချီကတော့မင်းကအခြေခံနီးကိုတော့မသိဘူးလားဘာစမ်းသပ်မှမရှိရဲ့ကောင်ပဲမင်းလိုကောင်စီကိုဝဲဟာဘာလို့လိုက်သွားလဲဆိုတာငါမသိတော့ဘူးဆိုပြီးတော့ချီတို့ပြောလိုက်ပါတယ်ချီတို့ကတော့ခမရဒါလေးကိုတော့မသိဘူးလား ိုပြီးတော့ပြောနေပါတယ်ရဲဟာဘက်မှာကတော့ရဲဟာကိုစေကံမာလေးတွေကချစ်စရာကောင်းလေဆိုပြီးတော့ပြောနေပါတယ်ရဲဟာကတော့သူမကိုလှုပ်ပေးပါဆိုပြီးပြောလိုက်ပေမဲ့လည်းစေကံမာလေးတွေကမင်းကိုစန့်ကျင်လို့မရပါဘူးဆိုပြီးတော့ပြန်ပြောလိုက်ပါတယ်အစေကံမာလေးတွေအိမ်ရွေးနေတဲ့အချိန်မှာပဲရဲဟာကသူမရဲ့အားနဲ့လက်မချုပ်ထားတဲ့လက်ထိပ်တွေကိုချိုးပြစ်လိုက်ပါတယ်ချီရောတော့ဒါနေချီကိုလောင်နေပြီးတော့ဒါနေချီကတော့မင်းဘာပြောချင်နေရလဲဆိုပြီးတော့ချီကိုဒဲပဲမေးလိုက်ပါတယ် ကြည်တော့တော့တူတူပဲပြောရင်ခမရမုန်းစရာကြီးပဲနောက်ပြီးပဲဟာရခန်းစားချက်တွေဂရင်းမဆိုင်ပဲခမရလှုပ်ချင်ရပဲလှုပ်နေရအဲ့ဒါပြီးတော့ခမရသမီးမွေးနေမှာသူမကိုကိုတုံးလုံးပုံနေရိုက်တဲ့ကျင့်ရလဲမကောင်းတော့အဲ့ဒါအာမမဟုမလားလူတိုင်းဒီလိုစိတ်ပြက်စရာဖေးစရာထွက်ပြေးမှာအသေးချာပဲလေဆိုပြီးတော့ချီတော့ပြောနေပါတယ်ဝဲဟာတော့ချီတို့စီကိုပြေးလာနေပါတယ်ခမရရဲ့စိတ်တွေကိုရှော့လိုက်တော့ဘာပဲဖြစ်ဖြစ်ရေးကျေးဆုံးအောင်ဝဲဟာဖြစ်စေချင်တဲ့အရာပဲဟုတ်တယ်မလားဒီတော့ခမရစိတ်တန်းကြလှုပ်နေတာတွေကဘာအကျိုးမှရှိမှာမဟုတ်ဘူးအစကနေကခမရဝဲဟာကိုကာကွယ်ချင်တယ်ဆိုပြီးပြောတယ်ဒါပေမဲ့အမှန်တော့ခမရ သူ့ကိုမလွတ်ပေးနိုင်တာမလားခမရမိမရဲ့တိတ်ဆုံးသွားရဲ့ရိတ်ထဲမှာပဲသူမကိုထပ်ပြီးဖုတ်ထားခြင်းသေးရလားဆိုပြီးတော့ချီတို့ကပြောနေတုန်းပါပဲဒါနီချူကချီတို့ကိုဓာတ်နဲ့ထိုးလိုက်ပါတယ်ချီတို့မင်းကားကိုလုံးဝနားမလည်နိုင်သေးဘူးထင်တယ်ဆန်ကာမသားစုရဲ့အင်အားနဲ့မင်းရဲ့တရှိမှုတောင်ဖျောက်ပြစ်နိုင်တယ်ဟုတ်တယ်မလားရဲဟာဆိုပြီးတော့ဒါနီချူကမေးနေပါတယ်ဘာဖြစ်လို့လဲချီတို့ငါမင်းရဲ့ဒီလိုလုံးမယ်မထင်ထားဘူးမလားဆိုပြီးတော့ဒါနီချူကမေးလိုက်ပါတယ်ချီတို့ကတော့ဒါနီချူကိုခေါင်းနဲ့ပြစ်တိုက်လိုက်ပါတယ် ခြီတို့ကတော့ဘဲဟာကိုမြင်သွားပြီးတော့နင်ကဒီဝှစုံလေးနဲ့တိတ်လိုက်တာပဲဇုံမီကောင်မလေးနဲ့တောင်တူနေပြီးတော့အထက်တောင်ပို့ပါရဲဆိုပြီးတော့ခြီတို့ကပြောနေပါရဲဒါနီချူကတော့ဒေါသကြီးထွက်နေပြီးတော့မင်းကဘာလို့လှုပ်နိုင်သေးရလဲဆိုပြီးတော့ပြောနေပါရဲခြီတို့ကတော့ကျွန်တော်လည်းမသိဘူးဆိုပြီးပြောလိုက်ခါစိတ်လှုပ်ရှားလို့လားဒါမှမဟုတ်ဟိုတခါတော့ဘဲဟာကျွန်တော်ရဲ့နာကိုရက်ပြီးတော့စိတ်ကူးသွားတာထင်တယ်ဆိုပြီးတော့ပြောလိုက်ပါရဲဒါဆိုမင်းကောင်းကိုငါဖျက်မယ်ဆိုပြီးတော့ဒါနီချူကဒါနဲ့ပြေးခုတ်လိုက်တဲ့ချိန်မှာပဲဘဲဟာခြီတို့ရင်ဘကဒါနဲ့ပြန်ကာလိုက်ပါရဲအဖေရက်လိုက်ပါတော့ဒါမှမဟုတ်အဖေဆက်တိုက်ချင်သေးရဲ့ဆိုရင်သမီးကဖေးရဲ့ပြန်ပြ ပဲဆိုပြီးတော့ရဲဟာသူမရဲ့အဖေကိုပြောလိုက်ပါတယ်ဒါနီချူကတော့သမီးပါပြောနေရတယ်အဖေကသမီးရဲ့ထူးဆန်းတဲ့ယောဂကိုကုသပေးခြင်းအောင်လေးပါနောက်ပြီးအဖေတို့အမေရိကန်ကိုပြောင်းကြရအောင်အလုပ်တွေလည်းအကုန်လက်ဆတ်တပ်ပြီးပါပဲကဘာပေါ်မှာတော်ဆုံးဆရာအောင်နေဆုလိုက်ရင်သမီးရဲ့ယောဂကိုကုသနေရှာတွေ့နိုင်မှာပါဆိုပြီးတော့ပြောလိုက်ပါတယ်နောက်ပြီးအဖေတို့မှာရှိတဲ့ပတ်စံနဲ့ညာယူတွေမရှိတဲ့အကောင့်လေးကသမီးကိုကယ်နိုင်ပါမလားဆိုပြီးတော့ဒါနီချူကရဲဟာကိုမေးလိုက်ပါတယ်ရဲဟာကတော့အဖေမားနေသမီးမကုသခြင်း နောက်ပြီးသမီးဒီမျိုးလေးရလည်းမထွက်သွားခြင်းအချိန်ခဏလေးပဲရမယ်ဆိုရင်တော့ချီရိုနယ်ပဲရှိနေခြင်းလဲဆိုပြီးတော့ဘဲဟာသမားဖြစ်ဖြစ်သူကိုပြောလိုက်ပါတယ်ဒါနဲ့ချီရိုကတော့သမီးကဘာလို့ခဏပဲရမယ်လွတ်လပ်ခွင့်ကိုလူချင်းရတယ်သမီးကထူးဆန်းတဲ့ကောင်းမလေးပဲဆိုပြီးတော့ပြောနေပါတယ်ချီရိုကတော့ခုထိနားမလည်သေးဘူးလား ရဲဟာအဲ့လိုထူးဆန်းတာရင်လိုချင်တာမဟုတ်ဘူးရဲဟာလိုချင်တာကိုခမရဘနာခုဖြည့်ဆည်းပေးပြီးလဲဆိုပြီးတော့ခြေရောဒါနီချူကိုမေးလိုက်ပါတယ်ဒါနီချူကလည်းရဲဟာရဲ့ခံစားချက်တွေကိုသူလွတ်လွတ်ရှိခဲ့တာကိုပြန်တွေးမိသွားကငါမှားပဲဆိုပြီးတော့ငုံနေပါတယ်ခြေရောတော့ကျွန်တော်ရဲဟာကိုမလုပ်ပေးနိုင်တဲ့အရာကြီးများရှိရဲ့အဲ့ချိန်ကကျရင်ခမရရဲ့ကူညီကိုလိုရဲဆိုပြီးတော့ဒါနီချူကိုပြောလိုက်ပါတယ်ဒါနီချူကလည်းရဲဟာကိုခြေရိုးလက်ထရောအလှလိုက်ပြီးတော့ဒါပေမဲ့သူဆေးချနေတော့မဲ့နေရမှာဖြစ်ပြီးတော့ရဲဟာကိုပါကင်ဖောက်မင်းကိုအသေးသက်မြင့်မယ်ဆိုပြီးတော့ဒါနီချူကခြေရိုးပြောလိုက်ပါတယ်နောက်တော့ဒါနီချူလည်း မေကကိုထွက်သွားပါရဲ့ရဲဟာသူနာပြည်ဝှေ့ဆောင်လေးနဲ့ခြီရိုပြုစုနေပါရဲ့ဒီချိန်မှာပဲဗန်ကိုရောက်လာပြီးတော့ခြီရိုကိုနင်းတန်းရရသွားရဲဆိုပြီးပြောလို့အမြန်ရောက်လာဆိုပြီးတော့ပြောလိုက်ပါရဲ့ရဲဟာတော့ဒီလိုဖြစ်ရတာသူမကြောက်ပါဆိုပြီးတော့တောင်းပန်နေပါရဲ့ဗန်ကိုကတော့နင်ကစံခါရဲရမလားဒါနဲ့ငါ့ကောင်ကမိမဆက်ရသည်ထင်တယ်ငါအစာဦးကြီးဗန်ကိုပါဆိုပြီးတော့နှုတ်ဆက်လိုက်တာ ငါချီတို့ရမလို့ပဲပြီးတော့သူနဲ့ဆိတ်ဆက်ထားရပါဆိုပြီးတော့ရန်ကိုကဝဲဟာကိုပြောလိုက်ပါပဲချီတို့ရန်ကိုကဟာတာလုံနေရပါဆိုပြီးတော့ဝဲဟာကိုပြောလိုက်ပြီးတော့ရန်ကိုလည်းဒီလိုရှောက်မပြောနိုင်လေဆိုပြီးတော့ပြောလိုက်ပါပဲတကယ်တော့မူလာတန်းတော့ရန်ကိုကမလိမ့်တပတ်နဲ့ဆိတ်ဆက်တယ်ဆိုတာဘာမှမသိသေးရချီတို့အတင်းလက်ခံခိုင်းနေတာပါရန်ကိုကလည်းစနေရပါဆိုပြီးတော့ပြောလိုက်ကဝဲဟာကိုလည်းတောင်းပန်လိုက်ပါပဲဒီလိုနဲ့ဝဲဟာကလည်းရန်ကိုလည်းချီတို့ကြိုက်နေတယ်ဆိုတာသိသွားပါပဲညရောက်တဲ့အခါမှာတော့ဝဲဟာနဲ့ချီတို့တို့မိသားစုညစာစားနေရကိုပြထားပါပဲညစာစားပြီးရနောက်မှာတော့ချီတို့ ဲ့ရဲဟန်နေရညဘက်လမ်းလျှောက်ထွက်လာကြပြီးတော့ရဲဟန်မိဘန်းပွဲတော်ကြောင်ညာကိုတွေ့သွားပြီးတော့တခါတော့မိဘန်းပွဲတော်ကိုနီးကပ်ကြည့်ကျင်တယ်ဆိုပြီးတော့ချီတိုကိုပြောလိုက်ပါတယ်ချီတိုကလည်းဒါဆိုဒီညမိဘန်းပွဲတော်ကြည့်ကြရပါဆိုပြီးတော့ရဲဟန်ကိုပြောလိုက်ပါတယ်ရဲဟန်ကလည်းပျော်သွားကဒီလိုနဲ့ဖခင်เจ้าကိုပြန်လာခဲ့ပါတယ်ဖခင်เจ้าကိုပြန်ရောက်တဲ့ချိန်မှာတော့မိုးရီရွာလာအောင်မိဘန်းပွဲတော်ကပြတ်သွားပါတယ်နောက်နေ့မှာတော့ရာစုတကာမိဘန်းပွဲတော်ပြတ်သွားအောင်ယူကာတာဝစ်ထားတဲ့ချစ်စရာကောင်းတဲ့ကောင်မလေးတွေကိုမတွေးလိုက်ရဘူးဆိုပြီးတော့ချီတိုပြောနေပါတယ်ဒီချိန်မှာပဲဗန်ကိုရောက်လာပြီးတော့ချီတိုနဲ့နှစ်ယောက်သားရံဖြစ်နေပါတယ် နောက်တော့ချီတို့ကရန်ကိုမိပန်းပွဲတော်အကြောင်းပြောပြလိုက်ပါတယ်။ရန်ကိုကလည်းဒါဆိုဒီညမိပန်းပွဲတော်အသေးလေးလောက်ကြမယ်လေဆိုပြီးတော့ပြောလိုက်ပါတယ်။ချီတို့ကျောင်းကနေအိမ်ပြန်ရောက်တဲ့ခါမှာတော့ရဲဟာနဲ့မီယူငါတို့ဘာသာမိပန်းပွဲတော်လေးလောက်ကြမယ်ဆိုပြီးတော့ပြောလိုက်ပါတယ်။ရဲဟာကလည်းနင်းတော့ရန်ကိုကယူကာတာငှားပေးလိုက်မယ်ဆိုပြီးတော့ချီတို့ကပြောလိုက်ပါတယ်။ရဲဟာတော့မျက်နှာပြတ်သွားပြီးတော့ရန်ကိုလည်းလာမှာလားဆိုပြီးတော့တွေးနေပါတယ်။ဒီလိုနဲ့ညနေရောက်တဲ့ခါမှာတော့ရန်ကိုကဖခင်ကျောင်းကိုရောက်လာပြီးတော့ဖုန်းတော်ကြီးကိုနှုတ်ဆက်နေပါတယ်။ချီတို့နဲ့မီယူကလည်းရန်ကိုကိုနှုတ်ဆက်လိုက်ပါတယ်။နောက်တော့ရန်ကိုကရဲဟာကိုယူကာတာဝတ်ပေး နေပါတယ်ယူကာတာဝစ်ပြီးသွားတဲ့အခါမှာတော့ရန်ကိုကရဲဟာကိုနင်းရပုံမှန်တိုင်းမှာပဲဆူမီလို့ဘယ်သူမှထင်မှာမဟုတ်ပါဘူးဆိုပြီးတော့ပြောလိုက်ပါတယ်ညရောက်တဲ့အခါမှာတော့အားလုံးမိဘပွဲတော်ကိုပျော်ပျော်ရွှင်ရွှင်နဲ့ကျင်းပနေပါတယ်နောက်နေ့မှာတော့ရဲဟာအကြောင်းပြန်တက်ဖို့အတွက်လိုအပ်တဲ့ပစ္စည်းတွေကိုသူမအိမ်ကိုပြန်လာယူခဲ့ပါတယ်ဒီချိန်မှာပဲမီဒွေးဖြစ်သူအာရီယာရောက်လာပြီးတော့ရဲဟာကိုသူမကယူကလမဆိုင်တယ်လို့စိတ်လမ်းမပူပါအောင်နင်းလုံးချင်ရလုံးလို့ရရဆိုပြီးပြောလိုက်ကနင်းကိစ္စပင်ထွက်သွားတော့ဆိုပြီးတော့ပြောလိုက်ပါတယ်ချီတော်တော့အိမ်ရှိမှစောင့်နေပါတယ်နောက်တော့ရဲဟာထွက်လာပြီးတော့ဖခင်အကြောင်းကိုပြန်လာရင်းနဲ့တိုက်ပြတ်ကြည့်တဲ့ဝင် မီးရောစကားပြောနေကြပါရဲ့။ဒီတော့တော့ရဲဟောင်းကိုဖြစ်နိုင်အမြဲတမ်းအတူတူရှိနေခြင်းလဲဆိုပြီးပြောလိုက်ကနင်းချောင်းသွားတဲ့ချိန်ကျရင်နင်းအိမ်ထဲမှာရေကဲနေနေထဲရမယ်ဆိုပြီးတော့ဗလာဗလာပြောနေပါရဲ့။ဒီချိန်မှာပဲရဲဟောင်းအသေးစိတ်ပြောက်ခါခြီတို့ပြေးဖက်လိုက်ပြီးတော့သွေးတွေထွက်တဲ့ထီကိုနမ်းလိုက်ပါရဲ့။